အေရီတိုင်းမှာဇွန်လ10ရက်နေ့ကစတင်ပြီးလိုင်စင်မဲ့ဆိုင်ကယ်နဲ့မော်တော်ယာဉ်တွေကိုရှာဖွေဖမ်းဆီးတဲ့စစ်ကောင်စီလက်အောက်ခံရဲဝန်ထမ်းအချို့နဲ့အုပ်ချုပ်ရေးမှုတွေကိုယ်တိုင်လိုင်စင်မဲ့ဆိုင်ကယ်တွေကိုစီးနှင်းနေကြတယ်လို့ဒေသခံတွေစီကသိရပါဗျ။တိုင်းတွင်းရှိရဲတပ်ဖွဲ့စစ်ကောင်စီတရင်ပေးပြည်သူစစ် အုပ်ချုပ်ရေးမှုတွေနဲ့ဝန်ထမ်းအချို့ဟာလိုင်စင်မဲ့ကားဆိုင်ကယ်တွေကိုစီးနှင်းနေကြပေမဲ့ဖမ်းဆီးခံရမှုမရှိဘဲအခြေခံလူဒန်းစအများစုသာဖမ်းဆီးခံနေရတာဖြစ်ပါတယ်။ တချို့ဦးစီးမှုတွေဆိုလိုင်စင်မဲ့ကားကိုဌာနဆိုင်ရာတစိုက်ကပ်ပြီးစီးနေတာမြင်နေရတာပဲရဲမှဆိုရင်လည်းဒူးစရိုက်နေနေရေးတရင်တက်ဖွဲ့နေထိန်ယင်ထိန်တချို့လည်းကားတွေစီးနေတာလိုင်စင်မဲ့တွေကြီးပဲသူတို့ကပြန်ပြီးပြည်သူကိုပြန်ဖမ်းနေတာလို့မူဘင်မြို့ကန်တူက AR Times ကိုပြောပါရတယ် ိုင်းတွင်းရှိရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုတွေဟာလည်းစစ်မှုရန်အစားထိုးဖို့ငွေကြေးကောက်ခံပြီးလိုင်စင်မဲ့ကားတွေဝယ်ယူစီးနှင်းနေပေမဲ့အေးအေးယူခံရခြင်းမရှိဘူးလို့ပြည်သူတွေကသုံးသပ်ပြောဆိုကြပါတယ်။ ERI တိုင်းတွင်းရှိမြို့နယ်တွေမှာအဖွဲ့တွေဖွဲ့ပြီးဖမ်းဆီးကလိုင်စင်မဲ့ဆိုင်ကယ်ကားတွေကိုတရားမဝင်ကုန်သွယ်မှုဥပဒေအကြောင်းပြချက်နဲ့ငွေတသိန်းကနေ9သိန်းထိအမျိုးမျိုးတောင်းခံနေတာကြောင့်အခြေခံလူဒန်းစားအများစုဟာအခက်ကြုံနေရပါတယ်။ လက်ရှိကုံစင်းနှုံးရလိုင်စင်မဲ့ဆံကယ်ကိုတန်းစီးနေနိုင်ကြပြီးအခုလိုဖန်းစီတိုင်ရိုက်မှုတွေပြုလုပ်တာကြောင့်သွာလာလောက်ကန်ရေးအတွက်အဆင်မပြေမှုတွေကြုံတွေ့နေရတယ်လို့ဒေသခံပြည်သူတွေက ပြောပါရတယ်။